တမ်ဘိုဝေ15အိုင်ကြီးဆိုင်ငယ်နဲ့နယူးဇင်းနဲ့ဝေဘာဝမ်းနတ်ဆိုင်ငယ်တွေတက်သလုံးမှာပဲစေးပေါင်းနေပါသလဲအားလုံးမင်္ဂလာပါကျွန်တော်ကြောကြောအောင်မှာမော်တော်ဘိုက်အော်တိုတယောက်ဖြစ်ပါတယ်ဒီကူကျွန်တော်ရှင်းတဲ့တက်မှာရှင်းနေတဲ့ဆိုင်ငယ်ကတော့ Edison Dynasty 15ဆိုင်ငယ်ပဲဖြစ်ပါတယ်ဒီဆိုင်ငယ်ကတော့ engine power 15 cc နဲ့ပါပြီးတော့အားလုံးတောင်းဆိုနေကြတဲ့ရေတိုင်ကြီးစနစ်လေးရော ပါရှိလာတာတွေ့ရပါတယ်ဒီဆိုင်ငယ်ကို လောလောဆယ်မှာ55သိန်းဝန်းကျင်နဲ့ရောင်းချပေးထားပါတယ် အခုကျွန်တော်ရှိတဲ့တက်မှာရှိနေတဲ့ဆိုင်ကတော့နာမည်ကြီးကမ်ဘိုကနေထုတ်လိုက်တဲ့ကမ်ဘို Excellent Run EV ဆိုင်ကပဲဖြစ်ပါတယ်ဒီ EV ဆိုင်ကလေးကတော့မော်တာဝက်ထောက်နေရမော်တာဝက်နဲ့ထုတ်လုပ်ပေးထားတယ်ပတိ6လုံး82ဘို့မှာ20 Ampere နဲ့ထုတ်လုပ်ပေးထားပါတယ်ပတိ0ကနေတရားရာဂိုင်းတော့အပြည့်တွန်းထားမယ်ဆိုရင်မိုင်အပြည့်ဆိုရင်တော့45မိုင်ဝန်းကျင်မောင်းနှင်သွားလာလို့ရမှာပဲဖြစ်ပါတယ်ဒီကမ်ဘို Excellent Run EV ဆိုင်ကတော့လောလောဆယ်မှာ35သိန်းခွဲဝန်းကျင်နဲ့ရောင်းချပေးထားပါတယ် ဒီကုကျွန်တော်ညာဘက်မှာထိုင်းတဲ့ဆိုင်ကြီးကတော့နာမည်ကြီးကမ်ဘူကနေထုတ်လုပ်လိုက်တဲ့ကမ်ဘူဝိဝန်ဒဗိုက် IG ဆိုင်ကြီးပဲဖြစ်ပါတယ်ဒီဆိုင်ကြီးကိုလောလောဆယ်မှာ36သိန်း8000ဝန်းကျင်နဲ့ရောင်းချပေးထားပါတယ်ဒီကုကျွန်တော်ညာဘက်မှာထိုင်းတဲ့ဆိုင်ကြီးကတော့ကန်ဒာဝိဝန်ဒန်ဆိုင်ကြီးပဲဖြစ်ပါတယ်ဒီဆိုင်ကြီးကိုလောလောဆယ်မှာ29သိန်းခွဲဝန်းကျင်နဲ့ရောင်းချပေးထားပါတယ်ဒီကုကျွန်တော်ညာဘက်မှာထိုင်းတဲ့ဆိုင်ကြီးကတော့ New Zealand ဝိဖာဝန်ဒန်ဆိုင်ကြီးပဲဖြစ်ပါတယ်ဒီဆိုင်ကြီးကိုလောလောဆယ်မှာ32သိန်းခွဲဝန်းကျင်နဲ့ ရောင်းချပေးထားပါတယ်ဒီခုကျွန်တော်ညာဘက်မှာထိုက်တဲ့ဆိုင်ကတော့ CPN နေထုတ်လိုက်တဲ့ CPN စပိုင်း15ဆိုင်ကပဲဖြစ်ပါတယ်ဒီဆိုင်ကတော့အခုနောက်ပိုင်းဈေးကွက်ထဲမှာလူကြိုက်များနာမည်ကြီးလာတယ်ဒီဆိုင်ကကိုလောလောဆယ်မှာသိန်း40ကျော်ကျော်လေးနဲ့ရောင်းချပေးထားပါတယ်ဒီခုကျွန်တော်ညာဘက်မှာထိုက်တဲ့ဆိုင်ကတော့ Canada 15ဆိုင်ကပဲဖြစ်ပါတယ်ဒီဆိုင်ကတော့တောင်မော်ဒီနာတွေမှာလူကြိုက်များနာမည်ကြီးတဲ့ဘိန်းလို့ပြောရင်မမားပါဘူးဒီဆိုင်ကကိုလောလောဆယ်မှာ29သိန်းခွဲဝင်းကျင်နဲ့ရောင်းချပေးထားပါတယ် ဒီခုကျွန်တော်ညာဘက်မှာထိုက်တဲ့ဆိုင်ကတော့နာမည်ကြီးကံပူကနေထုတ်လွှတ်လိုက်တဲ့ကံပူ1.5 R+ ဆိုင်ကပဲဖြစ်ပါတယ်ကွန်မိုဒီနာတွေမှာလူကြိုက်များတဲ့နာမည်ကြီးတဲ့ဘိန်းကတော့ကံပူ1.5 R လို့ရှိမယ်ကန်တာ1.5 R လို့ရှိမယ်ဒါကတော့ကံပူ1.5 R ကိုနောက်ထပ် version တင်အနေနဲ့မနစ်ကမှစတင်မိတ်ဆက်လိုက်တဲ့ကံပူ1.5 R+ ဆိုင်ကပဲဖြစ်ပါတယ်အင်ဂျင်ဘဝကတော့ 1.5cc အပြင်းနဲ့ထွက်မယ်ရွှေရောင်စတစ်ကာလေးနဲ့မွမ်းမံထားမယ်ပြီးတော့ဒိုင်ခွက်ကတကြဲတဲ့ဒိုင်ခွက်တော်လေးတွေမှာဆိုရင်လေရောင်စုံမီလီနဲ့အလတ်ဆင်ပေးထားတဲ့ ဒီကမ်ဘူ1.5 Aplus ဆိုင်ကယ်ကိုတော့လောလောဆယ်မှာ36သိန်းဝန်းကျင်နဲ့ရောင်းချပေးထားပါဗျ။အခုရှင်းပြတော့တဲ့ဆိုင်ကယ်တွေအားလုံးဒီ model က2025 model တွေအကြီးပဲဖြစ်ပါတယ် brand new kilo zero မှာ yaplet license ကြီးနဲ့ wave ရှင်းနေဝင်ရမှာပါ။အခုရှင်းပြတော့တဲ့ဆိုင်ကယ်တွေအားလုံးကိုဘယ်မှာဝယ်ယူလို့ရမလဲဆိုရင်တော့မန္တလေးမြို့82လမ်း36လမ်းနဲ့38လမ်းကြားမှာဖွင့်လှစ်ပေးထားတဲ့ Top Star ဆိုင်ကယ်ရှိုးရူးမှာစတင်ဝယ်ယူအားပေးလို့ရနေပါ යි ခင်ဗျာ။ Top Star ဆိုင်ကယ်ရှိုးရူးကအရင်ကတော့ 85လမ်းနဲ့38လမ်းတောက်မှာပွင့်လက်ခဲ့တယ်။အခုကတော့တိတ်မကြသေးခင်လပိုင်းရမှာဒီ82လမ်း36လမ်းနဲ့38လမ်းကြားမှာပြောင်းရွှေ့ပွင့်လက်လိုက်တာပဲဖြစ်ပါတယ်။အားလုံးကျေးဇူးတင်ပါတယ်။နောက်ပြည်တင်ပါလဲမော်တော်နိခဲဆိုင်ကျစ်တွေမိတ်ဆွေတွေအတွက်အခြားသောဆိုင်ကမျိုးစားတွေရဲ့ဈေးနှုန်းတွေကိုထပ်မံတင်ဆက်ပေးတော့ပါဦးမယ်။